ပြီးခဲ့တဲ့သတင်းဘက်ကအိန္ဒိယဗကြမ်းရှိကက်ရှမီးယားဒေသမှာစစ်သွေးကြရရဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့်အိန္ဒိယအစိုးရဟာ AP 29ရက်မှာကက်ရှမီးယားဒေသရှိခီးသွားတွေတွားရောက်လို့ရှိတယ်။နေရာတွေထဲကထပ်ဝက်ကြော်ကိုတွားရောက်ခွင့်ပိတ်ပင်လိုက်ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။အိန္ဒိယအစိုးရကကက်ရှမီးယားဒေသရှိခီးသွားတွေတွားရောက်လည်ပတ်လို့ရှိတဲ့နေရာ88နေရာတွေက48နေရာကိုပိတ်ပစ်ဖို့ဆုံးဖြတ်ခဲ့ပြီးလုံခြုံရေးတွေတိုးမြင့်ချထားခဲ့ပါတယ်။တွားရောက်လည်ပတ်ခွင့်ပိတ်ပင်တဲ့ကာလကိုအတိအကျကြီးညာခဲ့တာမရှိဘဲအစိုးရအရာရှိတွေကလည်းအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှတ်ချက်ပေးခဲ့ခြင်းမရှိတာပါ။ AP နှစ်ရက်ကစစ်သွေးကြရရာပါဟဲကံမြို့မှာအမျိုးသားတွေရဲ့အမိကိုမေးမြန်းပြီးဟိန်းသူပါတာဝင်တွေကိုပြစ်မှတ်ထားကအမျိုးသား26ဦးကိုအနီးကပ်ပစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့အရာရှိတွေနဲ့အသက်ရှင်လွတ်မြောက်ခဲ့သူတွေကပြောကြားခဲ့ပါတယ်။မွတ်စလင်အများစုနေထိုင်တဲ့ကက်ရှမီးယားဒေသမှာတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့စစ်သွေးကြ3ဦးတည်းက2ဦးဟာပါကစ္စတန်ကဖြစ်ကြောင်းအိန္ဒိယကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ကတော့အဲ့ဒီတိုက်ခတ်မှုနဲ့ပတ်သက်မှုမရှိကြောင်းညင်းဆိုထားပြီးပမ်းလိုက်တဲ့စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့တိုက်တွန်းထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ကကက်ရှမီးယားဒေသကိုတစ်ဖက်တစ်ချက်စီခွဲဝေအုပ်ချုပ်ထားပြီးပါကစ္စတန်ဟာကက်ရှမီးယားဒေသမှာ ဆွေသွေးကြွတွေကိုငွေကြေးထောက်ပံ့ပေးနေပြီးအားပေးအမြောက်ပြုလုပ်နေကြောင်းအိန္ဒိယကဆွဆွဲထားပါတယ်ပါကစ္စတန်အစိုးရကတော့သူတို့ဟာကက်ရှမီးယားဒေသခံတွေရဲ့ကိုပိုင်အုပ်ချုပ်ခွင့်တောင်းဆိုမှုအတွက်တန်တမာရေးအရသာထောက်ခံပေးနေကြောင်းပြောကြားခဲ့ပါတယ်ကက်ရှမီးယားမှာတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားကြတဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်အဒီနောက်နှစ်နိုင်ငံကြားတန်တမာရေးအရာပြန်လည်တားမြစ်ကန့်သက်တဲ့အစီအစဉ်တွေလှုပ်ဆောင်ခဲ့ကြပြီးအိန္ဒိယကပါကစ္စတန်နဲ့မြေအမျှဝေတုံးဆွဲတဲ့အင်ဒူမြေအသဘောတူစာချုပ်ကိုဆိုင်းငံ့ခဲ့ပါတယ်။အဲဒါကြောင့်ပါကစ္စတန်ကလည်းသူ့ရဲ့လေပိုင်နက်အတွင်းအိန္ဒိယ ၄ချောင်းလိုင်းဒီဖြတ်တန်းဝင်ရောက်မှုကိုတားမြစ်ခဲ့ပါတယ်